ဥပမာတဦးတယောက်တည်ဆုံသွားတယ်ဆိုရင်တော့ငါမိသားစုထဲမှာငါအဖေရှိတော့ငါအမေမရှိတော့ဘူးဆိုပြီးတော့အားငယ်တက်ကြတာပဲလေအခုအားကြီးကဟိုတပြုံတစ်ခေါင်းကြီးအဲ့လိုမျိုးဆုံးရှုံးသွားတဲ့လူမိသားစုတစုလိုက်ကြီးဆုံးရှုံးသွားပြီးကိုတယောက်တည်းခြံခဲ့တဲ့လူတွေဆိုသူတို့ဘယ်လိုရက်တည်မလဲဒီငလင်ဘေးတင်းတဲ့ပြည်သူတွေကိုကူညီကြမယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့နော်ဟိုတယောက်နဲ့တယောက်လည်းအပြစ်မမြင်ကြပါနဲ့လို့ပထမအဦးဆုံးတော့ကျွန်တော်တတ်နိုင်သလောက်အလူငွေထည့်တယ် ပြီးတော့နောက်နိဗ္ဗာန်ဆိုအနေနဲ့ပေါ့ကျွန်တော်တို့မန္တလေးဒီမြောက်အောင်ကျောင်းတော့ကဆရာတော်ကြီးတွေအတွက်ပေါ့နော်ဒီ6တောက်တွေလက်တွေဆုံချုံသွားတဲ့ဆရာတော်ကြီးတွေအတွက်ကိုပို့ပြီးတော့အဓိကထားတာပေါ့နော်ကျန်တဲ့တန်ခါတော်တွေအတွက်လည်းပါပါတယ်အခုဒီနေ့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာညီကုံမော်မိုင်းနဲ့အတူတူလှုပ်အားပေးပေါ့နော်လာပြီးတော့လှုပ်ပေးနေတာဒါနပြုတာပါဗျဟုတ်ရန်ကုန်မှာလည်းတိတ်အထီးကိုက်ပါညာလည်းတိတ်မရှိဘူးပေါ့နော်အဲ့လောက်ကြီးမကြမ်းတော့ကွာရိုင်းလေးပဲနေလိုက်တာနေတဲ့အချိန်မှာပြီးတော့နောက်ဒီမန္တလေးတို့ဒီစကိုင်းတို့ပထမအဦးဆုံးတည်တာစကိုင်းတရားကြီးကျိုးသွားတာ အဲ့မှာဟာသွားပြီပေါ့နော်အဲ့မှာမန္တလေးဖြစ်တယ်လဲကြာရောမန္တလေးမှာကိုအမျိုးတွေလည်းရှိတယ်လို့အာဆွေမျိုးတွေလည်းရှိတယ်တငယ်ချင်းပေါင်းသင်းတွေလည်းရှိတာကိုကိုစာတိဆိုတော့အဲ့မှာတကယ်နှစ်ခုတွေ့ဒူးတွေခံစားနေရတဲ့သူတွေအခုကြုံနေရတဲ့သူတွေအခုဆိုလို့ရှိရင်ဒီငလင်းဘေးကနေပြီးပြိနေတဲ့ထဲရနေမှအသက်ဘေးပြန်လွတ်လာတဲ့သူတွေဆိုရင်ဘယ်တော့တောင်စိတ်ထိခိုက်မလဲနော်ဘယ်တော့တောင်စိတ်ဘယ်လိုပြောမလဲ trauma ရမလဲပေါ့နော်ဟိုကြည့်ပြီးတော့တောင်စိတ်မကောင်းဖြစ်မိတယ်တချို့ဆိုခု9ရက်မြောက်နေမှတွေ့တာတော့ဟာ၄ရက်မြောက်နေမှတွေ့တာတော့ဆို အဲ့ချိန်မှာကျွန်တော်ညဘက်ကြီးပြာမောင်မဲနေတဲ့ချိန်မှာလဲရေလမ်းမရှိတောက်စရာစားစရာလည်းမရှိဘလို့အိပ်ပျော်သွားလဲတို့တို့ရဲ့အတွေးအိမ်မဆိုးတွေတို့မတ်နေရလို့အိမ်မဆိုးတွေမှာတို့ရောက်နေတယ်လို့မျိုးပေါ့နော်တော်တော်ခံစားရမှာလို့သူ့အမေကိုမြင်နေရတယ်ခန္ဓာကိုယ်ကြီးကိုဒီဓာတ်ပေါ်ကြီးကိုမြင်နေရဒါပေမဲ့ကယ်လို့မရအောင်အဲ့အဲ့ခံစားချက်ကြီးဆိုတကယ်ဟိုကျွန်တော်ဆိုဗျာရင်းထဲမှာတကယ်ကြည့်ပြီးတော့ဟိုစုတ်ရဲအဲ့လိုအသက်ရှူကြီးလဲချက်တယ်အမအိမ်ဆိုတာကလူတိုင်းရဲ့နားခိုရာငြိမ်းချမ်းရာအေးချမ်းရာပဲလေ ဲ့တော့ဒီလိုသူတို့နားခုရအေးချမ်းရနေရာလေးမိသားစုအတိုက်မြုံလေးပျက်စီးသွားတယ်ဆိုတော့အမရဲ့မပြောပြတတ်ဘူးအမရဲ့ဒီကာယကံရှင်ဖြစ်တဲ့သူတွေဆိုရင်သူ့မှာပြောရစကားလုံးအောင်ရှိမယ်မထင်ဘူးအမဒီလားဥပမာတဦးတယောက်တည်ဆုံးသွားတယ်ဆိုရင်တော့ငါမိသားစုထဲမှာငါအဖေရှိရောငါအမေမရှိရောဆိုပြီးတော့အားငယ်တတ်ကြတာပဲလေအခုအားကြီးကဟိုတပြုံတစ်ခေါင်းကြီးအဲ့လိုမျိုးဆုံးရှုံးသွားတဲ့လူမိသားစုတစုလိုက်ကြီးဆုံးရှုံးသွားပြီးကိုတယောက်တည်းခြံခဲ့တဲ့သူတွေဆိုသူတို့ဘယ်လိုရက်တည်မလဲ ကျွန်တော်ကတော့အားလုံးကိုပေါ့နော်မေတ္တာရက်ခံကြင်တာအခုဟာကအကုန်လုံးကကျွန်တော်ထင်ပါတယ်စိတ်ရင်းစေနာနဲ့ပေါ့နော်စိတ်ရင်းစေနာစေတနာအမှန်ဒီကဲကိုစာနာတနာတဲ့စိတ်နဲ့ကိုချိုးမဖက်ဖဲနဲ့ဒါအားလုံးကပရာဟိတစိတ်နဲ့ဒါအားလုံးလုတ်ပေးနေကြတယ်လို့ကျွန်တော်ထင်တယ်အဲ့လိုလဲယူဆတယ်တယောက်နဲ့တယောက်ဝေဖန်တာမျိုးတွေတိုက်ခိုက်တာမျိုးတွေမလုံးကြဘဲနဲ့အတူတကွဟိုပူပေါင်းပါဝင်ပြီးတော့ ဟိုလူတန်းကြမယ်အတူတူဒီငလင်ဘေးသင်းတဲ့ပြည်သူတွေကိုကူညီကြမယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့နော်ဟိုတယောက်နဲ့တယောက်လည်းအပြစ်မမြင်ကြပါနဲ့လို့အာဝိုင်းဝန်းပြီးတော့ကူညီကြရအောင်ပါလို့ပြောချင်ပါတယ်ဟုတ်ကူညီကယ်ဆယ်ပေးမယ်အလူချင်းတွေကဲဆယ်ရေးတွေဟိုသူတို့တော့လိုအပ်နေတယ်ပေါ့နော်အဲ့ဒီတော့လည်းကျွန်တော်တို့ကဒီရန်ကုန်ကနေပြီးတော့လတောင်းတနေရာကနေပြီးတော့ဟိုစူးစမ်းပေးနေပါတယ်ဟိုတက်နိုင်တဲ့လောက်ပေါ့နော်အလူငွေလေးတွေလည်းဟိုကောက်ခံပြီးတော့ကိုလလန်းမိတဲ့လောက်နေရာလေးတွေလည်းအာလူတန်းပေးနေပါတယ်လို့ပြောချင်ပါတယ်ဟုတ်